။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ငလျင်ဘေးဒဏ်ကြောင့်လူသေဆုံးမှုများပြားခဲ့တဲ့အမရပူရမျိုးကဘုံအိုးချေရွာမှာမနေ့ကမနက်ပိုင်းကမီးလောင်မှုကြောင့်ယာယီပလီနဲ့နေအိမ်ရှင်းလုံးမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့မနက်9:00လောက်ကအမရပူရမျိုးနဲ့ ဘုံအိုကြီးရွာမှာမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့မီးများခဲ့တာကြောင့်မန္တလေးမြို့တွေကမိသားကားတွေပါလာရောက်မြိမ့်တက်ခဲ့ရကြောင်းအနီးနားမှာရှိတဲ့ဒေသခံတွေကပြောပါရတယ်။အဲ့ဒီမီးကြောင့်နန်ကတ်နေအိမ်၃လုံး၊ပြင်းကနေအိမ်၃လုံး၊ခရံကနေအိမ်၄လုံး၊ဂိုးတောင်၃လုံးနဲ့နွားစာတဲ့၃လုံးတို့ပြကြပြီးတော့စိတ်လေးကောင်မှာတည်ဆုံးခဲ့တယ်လို့မီးသက်ဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါရတယ်။ဒါအပြင်ငလီရင်ကြောင်ဗလီတွေပြိုသွားခဲ့တာကြောင့်ယာယီလုံထားတဲ့ဗလီပါထပ်မံပြက်စီးသွားတယ်လို့ဒေသခံတွေကပြောပါရတယ်။ မလီယန်ကျောက်ဒဏ်ရာတွေမပြောက်သေးတဲ့ရွာကအခုမီးထွက်လောင်တာပဲလို့ဒေသခံအမျိုးသမီးတူကပြောပြထားပါတယ်အခုဖြစ်သွားတဲ့မီးလောင်ကျွမ်းမှုဟာစိတ်တွေချင်းမကိုက်အောင်လို့ကောက်ရိုးနဲ့မီးမွေးပေးထားရာကနေပြီးတော့လောင်ကျွမ်းခဲ့တာလို့မိသက်တွေကပြောပါတယ်ပြီးခဲ့တဲ့ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီယန်ကြီးကျောက်ဘုံအိုးရွာမှာဗလီတွေပြိုကျပြီးတော့တေဆုံးသူအယောက်တရာကျော်ရှိခဲ့ကြောင်းတင်ရရှိပါတယ်ခင်ဗျာ